ူရောမျိုးနဲ့အထက်ပြိုကြေးရွာအုပ်စုမှတိဆောက်ထားတဲ့ရေပေါ်လေးချောင်းကုသရမှာတိဆောက်ပြီးနှစ်ပတ်ခန့်အကြာမှာချင်းကတ်တိုင်များပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ထိဆိုးကြေးရွာ၃ခွကြေးရွာကြောက်ဖြာကြေးရွာတွေကိုဆက်သွယ်ထားတဲ့လန်ဒရာအထူးဖွဲ့၅မှတိဆောက်ခဲ့တဲ့တရားပိအရှိ200ခန်းရှိတန်ပိုက်ပိုင်တန်ကုသရဟာဖေဖော်ဝါရီလ29ရက်နေ့မှာတိဆောက်ပြီးစီးခဲ့တာပါ။တရားတိဆောက်ပြီးစီးပြီး14ရက်အကြာမတ်လ14ရက်နေ့နံနက်ပိုင်းကချင်းကတ်တိုင်များပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။တရားတံပေါင်များရိုင်းနေသွားခဲ့ကမတ်လ16ရက်နေ့ကထပ်မံပြိုကျမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့တိဆောက်ပြီးစီးခဲ့တဲ့ချင်းကတ်တိုင်များကိုပြန်လည်တူးဖို့ဖြိုဖျက်ကပြင်ဆင်မှုများပြုလုပ်နေတာဖြစ်ပါတယ်ဒေသနဲ့ပတ်သက်ပြီးဒေသခံတွေစိုးရိမ်ပူပန်မှုရှိနေတာကိုအထက်ပြုကြေးရဒေသခံတူဦးဖြစ်သူဦးအောင်ဝင်းကအခုလိုပြောပါတယ်ဒါစီမံကိန်းကတော့ထိတ်ဆွန်းသုံးခွကြောက်ဖြာလမ်းပဲအဲ့ဒါအချက်တွေကတော့မကြီးပြင်အထက်ပြုံဒီဘိုလေးချောင်းကိုဖြတ်ထားတာဒါကနေထားကတော့နလာပိုင်း29ရက်နေ့က PG ကြောင်းအပ်ထားတဲ့တရားလို့ပြောပါတယ်သူတို့လည်းပြောပါတယ်ဒီကတာဝန်ခံနေရတယ် ခု14ရက်နေ့ပြောရဲဆိုတော့လာကြည့်တော့14ရက်နေ့3လပိုင်းပေါ့အဲလမ်းတစ်ဖက်ချင်းကဥဒရိုင်းရေထဲဆင်းသွားပြီတရားစနစ်တိဆောက်စင်ကမြေကဘာနဲ့နီးကပ်မှုကြောင့်ပျက်စီးမှုဖြစ်လာနိုင်ကြောင်းဒေတာကန်တွေကဝေဖန်ပြောကြားမှုရှိနေပြီးတိဆောက် PCB နှစ်ပတ်ခန့်ကြာမှာအခုလိုတရားပြိုကျပျက်စီးခဲ့တာကြောင့်ပြန်လည်ပြုပြင်မှုများပြုလုပ်နေပေမဲ့ခိုင်ခန့်မှုရှိမလာမှာကိုဒေတာကန်များမှာစိုးရွံ့နေကြတာဖြစ်ပါတယ် တရားရည်အတွေးကိုတာဝန်ရှိသူများမှစစ်ဆေးပေးဖို့ဒေသခံများမှတိုင်းဒေသကြီးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှတဆင့်တောင်းဆိုမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။